အလုံးမင်္ဂလာပါဒီကနေ့မှာတော့နိုဝင်ဘာလအတွက်တနင်္ဂနွေသားသမီးဟောစတဲ့ကိုတင်ဆက်ပေးချင်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးလေးတွေကတော့ဒီကာလမှာကိုကိုကိုယုံကြည်မှုများစွာ တည်ဆောက်ထားရမယ်အချိန်ကာလကောင်းလို့ဆရာမကြီးကပြောချင်ပါတယ်။တင်းရဲ့လူမှုရေးစီးပွားရေးကျန်းမာရေးအခြေအနေအင်အဆရှိသဖြင့်အရာအလုံးဟာကိုကိုကိုယုံကြည်မှုရှိတဲ့ပုံမှာမူတည်ပြီးတော့အဲကိုယ့်ရဲ့ကံတွေကပြောင်းလဲတိုးတက်သွားနိုင်တဲ့အနေအထားကိုတွေ့ရတယ်။ပြီးတော့ကုညီမဲ့သူတွေလည်းရှိတယ်။ပြီးတော့ဒီဇာတာတနင်္ဂနွေရှင်တနင်္ဂနွေနေ့နံဇာတာရှင်တွေအနေနဲ့အဲဒီကာလမှာကိုယ့်ရဲ့အဲဆောင်းဆောင်နေတဲ့ပုံကိုယ်တွေကိုကုသိုလ်အမြတ်တန်းနေပြီးဝေးတာလို့သူများအဲဒီပေါ့နော်ကုသိုလ်တွေမှာအဲဒီပုံကိုယ်တွေအတွက်ကိုရည်စူးပြီးတော့အလှူလုပ်ပေးတာပေါ့နော်အစားရှိသမြင်တာလေးတွေလုပ်ပေးလို့ရ တယ်ပေါ့နော်ပြီးတော့ကံကောင်းစေဖို့အတွက်ဆိုလို့ရှိရင်တော့၃၆ ကိုဆိုတဲ့ကနန်းကြီးကတော့တင့်အတွက်ဒီကာလာမှာကန်ကောင်းစေပြီးတော့အရာအနေနဲ့ကတော့ကာလာအစိမ်းအောင်ပြီးတင့်အတွက်ကန်ကောင်းစေတဲ့ lucky ကာလာဖြစ်ပါတယ်။အပြီးတဲ့အခါမှာအဲကိုရဲ့အိမ်မက်တွေမျောလင်းချက်တွေအောင်မြင်မှုတွေ dream တွေပေါ့နော်အရာအလုံးကိုအဲအိမ်မကြခင်မှာပေါ့နော်တကယ် magic ဆန်ဆန်မှော်ပညာတစ်ခုအနေနဲ့လုံလိုက်တယ်လို့ပဲအရန်ကိုလျက်တစ်ပြက်ရုတ်တရက်ပေါ့နော်ချက်ချင်းကိုပြောင်းလဲသွားနိုင်တဲ့အနေအထားတစ်ခုကိုဆီယမ်မာလေးကတွေ့ရတယ်မြင်ရတယ်အဲ့ဒါဘာလဲဆိုတော့ကိုကိုကိုယုံကြည်မှုရှိခြင်း ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ်မှာလည်းယုံကြည်မှုတန်ဖိုးထားခြင်းပေါ့နော်အဲ့ဒါတွေဒီအဓိကတော့ဒီလာဒီတနင်္ဂနွေသားသမီးတွေအတွက်အဓိကအခက်ရသည်ယုံကြည်မှုနဲ့တိစောက်ခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီလာဒီယုံကြည်မှုတွေနဲ့အဲ့ပဲအရာအားလုံးရှိဆက်မယ်သွားမယ် relationship တွေအမှုပတ်တနာရှစ်တွေ friendship တွေအရာအားလုံးဟာယုံကြည်မှုနဲ့တိစောက်မယ်ဆိုလို့ရှိရင်ပုံမကောင်းမွန်တဲ့အနာဂတ်လေးတစ်ခုကိုဖန်တီးတိစောက်နိုင်မှာဖြစ်ပါတယ်လို့ဆရာမလေးကတော့ပြောပြခြင်းနဲ့အဲ့တော့ကံပူကောင်းမှုအတွက်ကိုဒီကာလမှာနောက်ထပ်ပါတယ်လောက်ရမလဲဆိုလို့ရှိရင်တော့အဲ တခုခုပေါ့နော်ဆောင်ယူထားခြင်းလေဆိုလို့ရှိရင်နော်ဆ iam မာလီဒီမှာပြောချင်တာက unicorn အယုတ်ကလေးတွေပေါ့နော် unicorn အယုတ်ကလေးတွေကိုအဲတခုခုဝယ်လိုက်တာဒါမှမဟုတ်လဲတော့ချိတ်ကီးချင်းဒါမှမဟုတ်အဲအယုတ်ကလေးတခုခုပေါ့နော်အဲ့ဒါလေးဝယ်ပြီးတော့ဆောင်ထားခြင်းဟာလေကိုအတွက်အဲအိယာနဘေးမှာထားတဲ့အယုတ်ဆိုလဲရတယ်ပေါ့နော်အဲ့ဒါကံကောင်းစေပါတယ်ပြီးတော့ဖះမှာစီထမင်း သုံးပွဲမကြာခဏကလူပူဇော်ပေးပါ။အုံညွန့်ချောင်းညွန့်လှူပေးပါ။ပြီးတဲ့အခါမှာကျတော့အုံရီတစ်ခွက်ဖះမှာကလူပူဇော်ပေးပါ။အေဂျင့်မှုတွေဖြစ်ဖို့တနင်္ဂနွေနေ့မနက်တိုင်းမှာလုပ်ပေးပါဗောနော်။အဲ့ဒီကလာမှာလဲကိုယ်အင်္ဂါနေ့နန်သားသမီးစနေသားသမီးတွေနဲ့အတူတူတွဲဖက်အလုပ်လုပ်ကြရတာမျိုးတွေလည်းဆံမလေးမြင်ရတယ်။အဲပြီးတော့အဲ့ဒီနေ့နန်သားသမီးတွေဒါမှမဟုတ်အဲ့လိုနေ့နန်နဲ့ပတ်သက်တဲ့နာမည်ရှင်တွေနဲ့အတူလုပ်ကြရင်အောင်မြင်တာဒါမှမဟုတ်လေအဲ့လိုလူတွေရပဲ ဲ့လိုနေနံသားသမီးတွေနဲ့ကိုယ်နဲ့စကားပြောအဆင်မပြေဖြစ်တာဒါမျိုးလေးတွေလည်းရှိတတ်တယ်เนาะဒါလေးတွေတော့တတိထားပေးပါလမ်းမေးခွေးလေးတွေကိုအစာအာဟာရကျွေးပြကျွေးမွေးတာမျိုးလေးကိုလည်းအဲဒီကာလမှာမကြာခဏလုပ်ပေးခြင်းအပြင်မကောင်းနေတဲ့ကံရှိတယ်ဆိုရင်တော့ထွေးပြီးနဲ့ရောပါသွားမယ်လို့ဆရာမလေးကတော့ပြောချင်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးအားလုံးအောင်မြင်တိုးတက်မှုပြည့်စုံမှုတွေရရှိကြပါစေရှင်